လုံးမမင်လာပါဒီနေ့တရားသင်မတ်တင်ခဲ့တာကတော့အခန်းဆက်၄၄ချိန်ငယ်စရိသမတိကနံပါတ်၄၄၅၆ဘောဖြစ်ပါတယ်နံပါတ်၄၄မှာဆိုရင်အောက်ပါမှများကိုတဲ့ coordinate ပြီးဒီခုထဲပေါ်မှာနေရာချတယ်ပြီးရင်အမှတ်တွေကိုမြင်ပြောက်တင်တဲ့အခရာစဉ်လိုက်စင် ABC ကမြင်ပုံမျိုးဖြစ်တယ်လို့ပြောနော်အဲဒီနံပါတ်ကကြီးမှာ A 2.3 B -2.0 C 1.5ခေါ်မှာ minus 2နဲ့ဒီ5ခေါ်မှာ1မှာပြမောင်းကျမတို့က coordinate ဘီယီတခုကိုဒီဆောင်တယ်ဒီကြရင်အမှတ် A ကိုမှတ်မှာအမှတ် A က2ခေါ်မှာ2ဆိုတော့ကွာရောင်1မှာရှိပါတယ်8တန်မိုးက2 1တန်မိုးက3နောက်က B တန်မိုးက minus 2ခေါ်မှာ0 8တန်မိုးက minus 2 1တန်မိုးက0ဆိုတော့ဆိုတော့8ဝင်ခေါ်မှာရှိပါတယ်စီတမိုးကတော့1.2ဆိုတော့ current pool မှာရှိတယ်8တမိုးက1ဖြစ်ပြီးတော့ ဟိုတော့ဝါတဘောက minus 2ပါနောက်ကဒီအမှတ်ကကျတော့5 1 8တမူက5ဝါတဘောက1ဒါကြီးဆိုရင်းနေမှာရှိပါတယ်အဲ့ဒါကိုစမတော့အမှတ်တွေဆက်နေပါဆက်တဲ့ခါမှာ a နဲ့ b နဲ့ကိုရင်းဆက်နေအမှတ်ကကျတော့ဒီ point နဲ့တော့လွယ်ဒီရေးထားတဲ့အမှတ်တွေက point နဲ့လွယ်လွယ်နေတယ်ဆိုတော့ point နဲ့တန်းတန်းမကြောက်ဘူးနော်ဟို a နဲ့ b နဲ့ဆက်မယ်နောက်က b နဲ့ c နဲ့ဆက်မယ် တော့ကစီနဲ့ဒီနဲ့ဆက်မယ်အင်းနဲ့ဒီနဲ့ဆက်မယ်အဲ့ဒီရလာတဲ့ပုံက ABC ရလာတဲ့ပြီးကရလာတဲ့ ABC ကအနေနဲ့ကြည့်ရခုကြည့်ပါလေတော့နံပါတ်ခွေပါနံပါတ်ခွေမှာ8.1 1.1 B.1 5.3 3 C.1 5.5 3အဲ့ဒီ8.1ရင်တော့1.1 1.1 B.1 5.3 3ဒီအဲ့ဒီ8.1ရင်တော့1.1ဆိုတော့1.1ဆုံးတဲ့နေရာမှာနော်ရေးလိုက်မယ်နောက်မှ B ကတော့5.3 3 8တန်မူက5 1တန်မူက minus 3ဆိုနေရမှာယူမယ်။နောက်က6တန်မူက5ပေါ်မှာသူ8တန်မူက5ဘာတမောရီပါအဲ့တုံးကိုမှတ်တည်ရစက်မယ်ဒါက a နဲ့ b နဲ့ a နဲ့စက်မယ် b နဲ့ b နဲ့စက်ပြီးလို့ရှိရင် b နဲ့ c နဲ့စက်မယ်ပြကြလို့ရှိရင် a နဲ့ c နဲ့ပြင်စက်မယ်ဒီနော်ဒါကရလာတဲ့ပုံကြီးက abc abc ကပြီးကြတဲ့ပုံဖြစ်ပါတယ်ဒီမှာကငယ်က a တမောက -4 ပုံမှာ2 b တမောက -2 ပုံမှာ -2 စီတမိုးက1ကောမာ -2 ပြီးတော့ဒီတမိုးက4ကောမာ2အဲဒီ a ရင်မှတ်မယ် a က -4 ကောမာ2ဖြစ်နေတယ်အဲ့တမိုးက -4 1တမိုးက2နော်အခုကြဗီတမိုးကတော့မိုင်းနက်ဒူပေါ်မှာတူနော်အဲ့ဒီလေမိုင်းနက်ဒူပေါ်မှာမိုင်းနက်ဒူဖြစ်တဲ့အတွက်ကျွန်တော်ကွာရန်တီမှာရှိရဲ့နောက်ကတော့အနော်စီတမိုးက1ကောမှာမိုင်းနက်ဒူဆိုတော့အဲ8တမိုးက1 1တမိုးကမိုင်းနက်ဒူဆိုနေတယ် တို့ကဒီတော့ဒီအကြောက်ဟိုကမှတူဆိုတော့ကွာတော်မှာရှိတယ်ကျွန်တော်တို့အပေါင်းနေနော်ဒါဆိုတော့ A နဲ့ B နဲ့ကိုဆက်မယ်ဆက်တဲ့ကမှဟိုပါလေကိန်းတွေကိုနော်ဒီစုံတဲ့နေရာတွေကိုမှတ်တဲ့ကောင်ပါလေအဆက်ကလေးဆက်ချက်ချတာကိုပို့ပြီးရအောင်ပြောနော်ဒီကကအဆက်မချပဲနဲ့ဒီတိုင်းနံပါတ်ကြီးနေရမယ်အဲ့နော်နံပါတ်ရဲ့ဒီဆက်နေရာနေနေလွဲနေတာနော်လွဲလွဲထားတာလွဲနေအောင်လွဲထားတာနော်အဲ့ဒီဒီနေ့စီနေဆက်မယ် ။ဟိုကစီနဲ့ဒီနဲ့ဆင်းမယ်။ဒါကအိမ်နဲ့ဒီနဲ့ဆင်း။နော်အကုန်လုံးကိုဆက်လိုက်တဲ့အခါမှာကျေဘာရလဲဆိုရင်ထာပီစီယံပုံရရပါတယ်။ ABCD ကထာပီစီယံတစ်ခုဖြစ်ပါတယ်။နံပါတ်15ကကျတော့သူပြထားတဲ့ coordinate တွေကို coordinate တွေပေါ်မှာနေရာချမယ်။အမှတ်တွေကိုအစင်လိုက်ဆက်ချင်းပြီးရရှိလာတော့ဒါမှမဟုတ်ဘူးပက်လယ်နိုင်အရေးအရချင်ရမယ်။အဲ့လိုကျေဘာပထမဆုံး coordinate ပြီးဆင်းမယ်။ဒီကြက်ကမှာ AO မှတ်မယ် AR 4.5ဆိုတော့ AO တမို့ဟိုကမှာဟဲ့နောက်ကဒီတမို့ကဟိုကမှာမိုင်းနဲ့ဒီစီတမို့ကမိုင်းနဲ့ဒီကမှာမိုင်းနဲ့ဒီဒီတမို့ကမိုင်းနဲ့ဒီကမှာပါဒီကျန်ကျွန်တော်အဆက်ပြီးဆက်လိုက်ရောပါအင်းလက်ပြီးလက်အင်းလို့ဆက်မယ်နောက်ဒီကြရကြည့်ဒီနဲ့စီနဲ့ဆက်မယ်နောက်ကစီနဲ့ဒီနဲ့ဆက်မယ်ဒီနဲ့ဒီနဲ့ပြန်ဆက်လိုက်တဲ့အခါမှာရလာတဲ့ပုံကတော့မစုတယ်လို့ပြပါရယ်နော်အဲ့ဒီမှာတော့မစုပိုင်းအလေယာအလေယာ AB ပေါ့နော် AB ကိုကြည့်တဲ့အခါမှာ အေဘီကကြတော့ဆိုတော့သူကအဲအိတ်တံမိုးတူနေရနော်ဖိုးဖိုးချင်းတူနေရပြီတော့ဆိုတော့ဝါတံမိုးချင်းချင်းနှုတ်နှုတ်ပြရမယ်နော်အဲကွာဝေးလို့လို့ချင်း5ရက်ကနေပြီးတော့အိတ်မိုင်းနဲ့တူနှုတ်5မိုင်းနဲ့မိုင်းနဲ့တူအဲ့ဒီအနုနဲ့နှုတ်နဲ့ဆိုတော့အပေါင်းဖြစ်တယ်5 2အဲ့ဒီအဖြေကနော်ဒီက7မှာ7ကိုပကတိတမှုချရတဲ့အခါမှာ7နဲ့ပြန်ရပါတယ်။အခုကတော့ဘာလို့ဆိုရင်အနေ PC ကိုချရတဲ့အခါမှာ နော် VC ရတဲ့ခါမှာသူကဘာတွေတူနေလဲဆိုတော့နောက်က white demo minus 2 minus 2တွေတူနေတဲ့အတွက်ရှေ့ကမတူရဲ့8 demo ဆိုတော့နှုတ်ပြရမှာနော်အဲဒီ4ရက်ကနေပြီးတော့ minus 2ကိုနှုတ်မယ်4 minus minus 2ဒါပြီး minus နဲ့ minus ဆိုရင် plus ဖြစ်တယ်ဒီနဲ့နည်းနဲ့ပေါင်းတော့6ဒါပြီးအလဲရကတော့မစူရင်အလဲရကိုနည်းပြီးတော့မစူရင်အနည်းက600ရပါတယ်ဒါပြီးသူရဲ့ပက်လယ်နောက်ချာနော် အမစင်ရဲ့ ABC ကိုပက်လက်နာကိုဆံမယ်ပက်လက်နာကအလျားနဲ့အနေနဲ့ပေါင်းလို့နှစ်နဲ့များပက်လက်နာဒီနှစ်ကိုပြန်ရင်မယ်အလျားက9အနေနဲ့က6ခုနှစ်ထက်ပေါင်းက73စလုံးနဲ့26နော်အမစင်ရဲ့ ABC ပက်လက်နာကဆိုတော့26ယူနစ်ခုနဲ့ဒါကြောင့်မစင်ရဲ့ area ကိုဆံမယ် area ကအလျားနဲ့နည်းနည်းမြောက်မယ်အလျားက9အနေနဲ့က6ဆိုတော့96ယူနစ်နော်40 miss to ရင်ပက်လက်နာကိုဆံတော့ယူနစ်ပဲထင်မယ် area ကိုဆံတဲ့အခါမှာ2ယူနစ်ထည့်လိုက်ရပါမယ် ဟုတ်ကဲ့နံပါတ်6ပါပေးထားတဲ့အမှတ်များကိုစက်တော်မီးရလေရအောင်ရှာလိုက်ဟုတ်နော်ဒါဆိုရင်ဘာကြီးက A 7.0 B 1.8ဒါဆိုအေတမိုးဝင်လို့ရှာမယ်7.0ကို7 8.0 7နဲ့ဝါတမိုး0ဆိုနေတယ်လို့ထားမယ်ဒီကကျတော့1.8 8.0 1နဲ့ဝါတမိုး8ဆိုနေတယ်လို့ထားမယ်ဒီကအနည်းတစ်ခုကိုရောဆက်နေမယ်ဟုတ်နော်ဆက်ပြီးတဲ့အခါမှာကျွန်တော်အောက်အောက်ခြေကိုတောင်းမှန်ကြောင်ဆက်ပြီးတော့ ဆက်လိုက်တဲ့အခါမှာနော်ဘောင်းမှန်ကြီးကတခုရရှိပါတယ်။ဒါဆိုရင်ဆိုတော့ A နဲ့ C နဲ့အကွာကိုလိုချင်တယ်။ A နဲ့ C နဲ့အကွာကိုလိုချင်လို့ရှိရင်ဆိုတော့နော် A က D 1ပေါ့နော်။ D က1ကို D ဒီရဲ့ကွာဝေးရတော့1ကနေ7ဆိုတော့ဒီလိုကနေ7ဆိုရင်7ရင်းနေပေါ့။ကိုက1ကနေဖြစ်တဲ့7နဲ့ရင်းနေပေါ့လို့ပြောတယ်။ဒါမျိုးဒီရဲ့ဆိုရင်6ရင်းနေရပါတယ်။ နောက်တစ်ခုကတော့ကျွန်တော်တို့ကဘီကနေစီကွာဝေးလို့ဆိုနေဒီစီကွာဝေးရကြတဲ့အတိုင်းပဲကျွန်တော်တို့ကနော်ရှိယူနေသူကရှိယူနေအပြည့်နော်ရှိယူနေတုံဂျီဝါနေကြတာဖြစ်လို့လည်းရှိယူနေအပြည့်အဲအဲ့ဒီမှာကျွန်တော်တို့တုံရဝင်းလို့ပြရမှာနော်သူကတယူလေးမချကွာရဲတဲ့တုံရတုံရဝင်းလို့ပြရမှာရှိရမှာလေအခုကကြတော့မှသတိကအေဘီစီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပါတာဂိုရာတိတော့ ACD ရကြတော့ကျွန်တော် ACD ကတောင်းမှန်ကြတယ်ဆိုပေမဲ့90ဒီဒီတောင်းစီရ90ဒီမျိုးပေါ့နော် အားကြောင့်မိုဘိုင်းဒါကိုရဒီရန်ရာကျွန်တော်ဓာတ်မှတ်ကြံနာဖြစ်တဲ့ AB square ကို AB square နဲ့ထက်ကကျန်နာနဲ့ထက်ဖြစ်တဲ့ AC square နဲ့ထက် BC square နဲ့ထက်နဲ့ညီပါတယ်။အဲဒီ AC square နဲ့ထက်ကကျတော့ကျွန်တော်က6နဲ့ထက်ပြီးပြီးတော့ BC square နဲ့ထက်က8နဲ့ထက်ဖြစ်ပါတယ်။ဒါကို6နဲ့ထက်က36ဟိုကရှိနေတဲ့က64လေးနှစ်ခုပေါင်းတဲ့အခါမှာတရားရပါတယ်။အဲ့ဒါက AB square လို့လိုချင်တာက AB ရဲ့အနေအထားကိုပဲလိုချင်တာ။နော်။ AB ရဲ့နေရာကိုလိုချင်တာဖြစ်တဲ့ဆံကတော့ A square တောင်ရပြတယ်နော် square root ရတယ်တရား square root ရတာမှာတရားနှစ်ထပ်ပြတဲ့တဲ့10ရလာတယ်။ကျွန်တော် AB က10ရင်းလို့ပါ။နောက်ကနံပါတ်ခဝေးပါ။ pattern mode minus 3 comma 2နဲ့ pattern mode က9 comma 10လို့ပြထားပါတယ်။ဒါဆိုတော့ pattern mode ရမှတ်မယ်။အဲ့ pattern mode minus 3 pattern mode က2အဲ့လိုမျိုးဆက်ကလေးကြရင်ပို့ပြီးအစီပြေနော်။နောက်ကကျတော့ pattern mode ကကျတော့9 comma 10ပဲဆိုတော့ဒီမှာ9နဲ့8 pattern mode 9ဟိုကလည်း pattern mode 10နဲ့တဲတယ်မှာဆက်ကလေးချတယ်။ ဒီမှာအရင်နဲ့ဆက်ကိုနော်ဆက်လိုက်ရင်ဆက်ပြီးလို့ရှိရင်သဘောကနော်တနေနော်ပြီးရဲ့ဒီ wider mode 2ရဲ့တနေနဲ့တခါအပေါ်ကနော်7 9တနေကိုဆွဲချလာမယ်။အဲဒီချိုးတောင်းမှပြီးကြတယ်တခုဖြစ်သွားပါပြီ။အဲ့နေရာလေးက R လို့မှတ်လိုက်မယ်။အဲ့ဒီ R လေးရဲ့ coordinate ကကြတော့9.2 8.9 9.2ဆိုနည်းနည်းမှာရှိရတဲ့ R တမိုးက9.2ပါပြီ။ဒါဆိုရင်ဒီနဲ့ R အကွာဝေး ဒီနေ့ကွာဟိုဟိုရဲ့တော့ဝါတမိုးတူးဆိုတော့အိတ်တံကိုဒီစောင်းလို့ပြရမယ်တိုးရရနေမယ်နဲ့ဒီကိုလို့ပြရမယ်နော်ဒီမနေ့နဲ့မနေ့ဆိုအပေါင်းဆိုတော့စနေနော်ဒီကစနေရပါတယ်ဒီနေ့အာကွာရဲ့စနေနောက်တစ်ခုကတော့စောင်းကိုကျူနဲ့အာကွာကိုကျူနဲ့အာကွာရဲ့လည်းသူကအိတ်တံကိုကိုးနေတူရတာဒါပေမဲ့ဝါတမိုးခုနေတဲ့ကနေနေနော်မတူရဟာကိုလို့ပြရပြတယ်ကျူနေတဲ့ကနေနေလို့ပေါ့ဒီကမှာစောင်းငားရပါတယ်ဟုတ်ပြီနော်နောက်မှသူက8 P2 ရမှာတဲ့နော် P2 ရမှာဆိုတော့ဓာတ်အာပေါ့နော်ဓာတ်အာဆိုတော့ PR2 ဒါက90ဒီဂရီဒါကြောင့်ကျွန်တော်ဘာသာကိုရက်ဒီလိုရတယ်ကနော် P2 square P2 square နဲ့ P2 square နဲ့ထက်ကကျန်တဲ့နှစ်ထက်ဖြစ်တယ် PR square နဲ့ 2R square နဲ့တက်နေပြီပါတယ်ဒီ PR ကကျွန်တော်စနစ်ရရတဲ့စနစ်နဲ့တက် 2R ကတော့900ရတဲ့ပြန်900တက်စနစ်နဲ့ထက်ကစနစ်စနစ်လေး140ပဲ900တက်ကလည်း100ပါဟောရဲခါမှာ169အဲ့ဒါက P2 square ဖြစ်ပါတယ်ဒီလိုလိုချင်တာက P2 တက်မို့ဖြစ်တဲ့ close ရောက်တဲ့အခါမှာ one scenario close ရောက်တဲ့အခါမှာသူကကျတော့ပါတော့စက်သုံးနှစ်ထပ်ဖြစ်တဲ့တွင် PG ရဲ့ demo ကစက်သုံးယူလို့ပဲဖြစ်ပါမယ်။နော်ဒါကလေ့ကျင့်ငယ် citizen matic ရဲ့နံပါတ်45 16ကိုဖြစ်ပါရဲ့။ citizen matic အခန်းကြီးဝင်ပါနော်။ Asset ကြီးဝင်ပါပြီ။စုံကြည့်ရတဲ့အားလုံးကိုဒီကနေ့